ဒီကိုရအောင်မင်းလာပါဘဘောန်ဒီစီစီပွဲပြီးသုံးသက်ချက်ပေါ့ကတ်စီစီကနေပြီးတော့ပြန်လည်ကြိုးစားပါရယ်နောက်ဆုံးတော့ကျွန်တော်တို့ဒါ breakdown ကိုကျွန်တော်တို့အင်ကွင်း ultra 4မှာတောက်လျှောက်ဆိုတို့ကျွန်တော်တို့မနိုင်မနိုင်မယူနိုင်တော့တော်တော်ကြာပြီပေါ့ဗျာနှစ်ပေါင်းကျွန်တော်တို့ဒါ2နှစ်နဲ့3နှစ်လောက်ရှိပြီဆိုတော့အခုလက်ရှိမှာတော့ကျွန်တော်တို့တကယ်ကိုမှ42ဆိုတဲ့ reset တစ်ခုနဲ့နိုင်နိုင်ခဲ့ပါပြီကျွန်တော်တို့ဒါ brand apple motion ကပြခဲ့တယ် ကျွန်တော်မာဒီယက်စကူညာပထမဆုံးဂိုးရတယ်ဒါကက်စီမဲရိုလည်းဂိုးရတယ်စသဖြင့်ကျွန်တော်တို့အများဆုံး positive ဆောင်ခဲ့တယ်ဒီပွဲကဒီလိုမျိုးကျွန်တော်တို့ brighton ကိုကျွန်တော်ဒါ pbcc မှာကစားနိုင်လာဆိုရင်ကျွန်တော်တော်တော်လေးကြာခဲ့ပြီပေါ့ဆိုတော့ခုတည်းရှိချိန်မှာတော့ကျွန်တော်တို့နောက်ဆုံးမှာတော့ brighton ကိုနိုင်ပြီးတော့ခုတည်းရှိ premier league မှာလည်းဒါအဆင့်၄နေရာကိုရဟိုကျွန်တော်တို့ရောက်ရှိသွားပြီဖြစ်ပါတယ်ရမ်း16မိနစ်ခုတည်းရှိမှာတော့ မန်ချက်စတာစီးတီးကတော့ကျွန်တော်တို့ဒါအင်ဗီနာနဲ့မတွေ့ရသေးဘူးဆိုပေမဲ့ကျွန်တော်16မိနစ်နဲ့အတူရမတူသွားပြီဖြစ်ပါတယ်ဆိုတော့ဒါ United နေရင်လည်းတော့တကယ်ပေါ်မှာခုတစ်ချိန်ချိန်မှာ Chelsea ရဲ့အပေါ်မှာလည်းရောက်နေပြီအဲ Liverpool ကတော့ပွဲမကန်ရသေးဘူးဒါပေမဲ့ကျွန်တော်တို့ခုတစ်ချိန်မှာ Liverpool ပေါ်တယ်ရောက်နေပြီဆိုတော့တကယ်ပေါ်မှာ positive ဆောင်းရဲ့အချက်ဒါပြင်ပေါ်မှာကျွန်တော်တို့ Emery လက်ထက်ပထမဦးဆုံး၃ဘွယ်ဆက် Premier League back to back win at ကိုကျွန်တော်တို့ဒါအနိုင်ယူနိုင်ခဲ့တဲ့အနေအထားတစ်ခုပါဆိုတော့ဒီဘွယ်ဆက်နဲ့ပတ်သက်ပြီးတော့ကျွန်တော်ရဲ့ကိုကျော်ကြီးရဲ့ကဘွယ်ဆက်အဆုံးကျွန်တော်ကြည်ထားတယ်ဆိုတော့ဒါဘွယ် ပြီးသုံးသက်ချက်ကိုကျွန်တော်ရေကိုကျော်ကြီးရေဒါဆွေးနွေးသုံးသက်ပြီးမှဖြစ်ပါတယ်ကျွန်တော်တို့အစီအစဉ်ကိုကြည့်တဲ့ဆိုရင်ကျွန်တော်ရေဗီဒီယိုလေးကို like လုပ်လို့နေပြီးအားပေးကြကြဖို့တောင်းဆိုချင်ပါတယ် channel လေးကို subscribe လုပ်လို့ဒီဆိုရင် subscribe လုပ်ပြီးအားပေးကြကြဖို့တောင်းဆိုချင်ပါတယ်ဆိုတော့ united ကတော့ဒီနေ့ပွဲမှာတော့ဒါ giant အနေထားတစ်ခုပဲဒါစပြီးတော့ပြောကြည့်မယ်ပေါ့ အဲမကွာရမပါဝင်နိုင်ဘူးကျွန်တော်တို့ဒီ Mason Mount First Line အနေနဲ့ကျွန်တော်တို့မပါဝင်နိုင်တဲ့နေသားတစ်ခုမှဆိုရင်ဒီနေ့ပွဲမှာဆိုရင်တော့ဒါအပြောင်းလဲအနေနဲ့ဒါ Shuru တို့ဘာလို့ဒီနေ့ပွဲမှာပွဲထွက်လာတယ် Matthias Kunya အနေနဲ့ကတော့ဒါပုံမှန် Mason Mount ရဲ့နေရာမှာကျွန်တော်တို့နေရာဝင်ယူတာပြီးတော့တိုက်စစ်တွဲဆက်မှာတော့ Ambumo Matthias Kunya Benjamin Sesko ပါဒါပြင်တော့ကျွန်တော်တို့တောက်လျှောက်ဆိုသလိုကောင်းမွန်သောဖောင်ရနေတဲ့ဒါ ဆန်နာမတ်ကိုလည်းထပ်ပြီးတော့ပွဲထွက်တာပြီးတော့ဒီနေ့ပွဲမှာလည်းအကောင်းဆုံးဆန်နာဘက်တယောက်အနေနဲ့ဒီနေ့ကတော့ပေါ်မှာပွဲထွက်တာတဲ့ကွင်းနယ်ညောင်းကတော့မပြောင်းလဲမဲ့တဲ့ဘူနိုဖန်နန်ဒက်စ်ကစီမဲရိုပွဲထွက်တာပြီးတော့ဝင်းဘက်နှစ်ဆောင်မှာတော့ဒီကိုဒါတော့လည်းအာမက်ဒီယာလိုပါဆိုတော့ဟိုပုံမှန်အတိုင်းပဲပေါ့နော်တိတ်ပြီးတော့ကျွန်တော်ပြောင်းလဲသိမှရှိဘူးဒါကျွန်တော် ဒီပြောမယ်ဆိုရင်မကွာရနဲ့ဒါကျွန်မေဆမောမပါဝင်တာအတွက်ကျန်တဲ့ဟာရောပုံမှန်အတိုင်းပဲပေါ့တက်က brighton ကတော့ကျွန်တော်ဟိုတကယ်ကိုပုံစံကောင်းပြတတ်နေတဲ့အရာကိုမှကျွန်တော်ဒါမင်းသားကိုလည်းဒီနေ့ပွဲမှာလည်းကျွန်တော်တို့ကတိုက်ဆက်များဦးမှာကျွန်တော် weapon နဲ့တူဒီနေ့ပွဲမှာတော့ဒါမြင်တွေ့ခဲ့ရတယ်တက်က brighton ကကျွန်တော်တို့ပြီးခဲ့တဲ့ premier league ပွဲစဉ်တွေမှာဆိုရင်ကျွန်တော်နာမည် spurs ဒါပြင်ကျွန်တော်တို့ man city ဒီလိုမျိုးအသင်းတွေကိုဟိုကျွန်တော်တို့တောက်လျှောက်ဆိုလို့ဒုက္ခပေးခဲ့တဲ့အသင်းများဆိုတော့အဲ့အတွက်ကြောင့်မလို့ဒါတက်နေ chelsea လို့ပါလို့လည်း တို့ကပေးပေးခဲ့တဲ့အသင်းဆိုတော့ United အနေနဲ့တိတ်တွဲကိုမှမဟုတ်ဘူးဒါပြင်ကျွန်တော် head to head ရဆိုလဲကျွန်တော်ကိုနေဝင်သုံးသက်ခဲ့တာရှိပါတယ်ဟို result zone တွေကတော့ရှောက်ဆိုတို့ဂျုံတွေးခဲ့တာဆိုအခုတည်းရှိမှလားနောက်ဆုံးမှာ420 result တခုနဲ့တကယ်ကိုကောင်းမှုဆုံးပုံစံနဲ့ပြန်လာနိုင်ခဲ့တယ်ဆိုတော့ဒီပွဲကတော့အမှန်တမ်းပြောရမယ်ဆိုတော့ကျွန်တော်တို့ up and down ဖြစ်တဲ့အရာပေါ့ဒါ first half ကတော့ကျွန်တော်တို့အကောင်းမှုဆုံးစတင်နိုင်ခဲ့ပြီဆိုရမယ်ပြောရမယ်ဆိုရင်ဒီမှာ Matias Cunha တကယ်ကိုမှ goal ရရှိခဲ့တယ်တစ်ဖက်က Anthony Taylor အနေနဲ့ဘယ်လိုပဲ အဓိကတော့ Anthony Taylor နဲ့ဆိုင်လို့ဒီနေ့ပွဲမှာကင်တဲ့ VAR တိုင်းပေါ့ဆိုတော့ဒါတစ်ဖက် Bright နိုင်ငံကရမယ်ကျွန်တော်တို့ဒီပြစ်တဲ့ဘောရည်တဲ့ဒါ VAR နေနဲ့ပြန်မကြည့်ခဲ့လို့ Spurs United ကရမယ်ရရှိနိုင်မယ်ကျွန်တော်တို့ဒီ penalty ပြစ်တဲ့ဘောရည်ကိုလည်းဒါပြောမှာဆိုရင်ခွင့်ပြုပေးခဲ့ခြင်းမရှိဘူးဆိုတော့ Anthony Taylor ရဲ့တချို့သော moment တွေကလည်းဒီပွဲမှာမျိုးကိုထုတ်ချက်စရာဖြစ်တယ်လို့တို့ပဲမဲ့လည်းကျွန်တော်တို့ဒါ United ကတော့ပထမပိုင်းမှာတင်ကုန်မှာ PPCC စော်ကစားနိုင်ရဲ့ပဲဆိုရမယ်မှာ DS Kunya ရဲ့ twin goal နဲ့ Casemiro ရဲ့ twin goal နဲ့အတူဒါ twin စီးဆိုရရတဲ့ခုနဲ့ပထမပိုင်းမှာတော့ ဦးဆောင်နိုင်ခဲ့တယ်မာဗီယက်ဂူညာဆိုပြီးဒီနေ့ပွဲမှာတကယ်ကိုမှဒါကက်စီမဲလိုပြန်ချပေးတဲ့အလုပ်ကိုသူရဲ့ finance shop တကယ်ကိုသူ twin ချင်နေတဲ့ပုံစံဒါဒီလိုမျိုးပုံစံကပြီးခဲ့တဲ့ရာသီအပိုင်းခြားမှာဆိုရင်ဝူဟန်နာမှာ twin နဲ့ဟာမှာဆိုရင်ကျော်ခုနှစ်ဂိုးကြီးရှိခဲ့တာဆိုတော့ခုနှစ်ရှိမှာတော့ United ကိုပထမအဆုံး twin goal အနေနဲ့လည်းဒါမာဗီယက်ဂူညာ twin goal ဂိုးရပြီး007မဟုတ်တော့ပါဘူး no more 007မှာဆိုတော့ဒါအပြင်ကိုမှကျော်မာဗီယက်ဂူညာရဲ့ဒီနေ့ပွဲမှာဒါဂိုးရရှိသွားတာနဲ့နေတူပဲ ကျွန်တော်ပြောမှာစင်ဒါကက်စီမဲရိုကလည်းဒီဖလက်ရှင်နဲ့ဂိုးရရှိခဲ့တယ်ပေါ့ဒါဒီလိုမျိုးအကောင်းဆုံးအနေအထားတစ်ခုရောပေါ့ပေါ့ကျွန်တော်တို့ဒါဖော်ပြနိုင်ခဲ့တယ်ပြီးတော့ဒုတိယပိုင်းစားရတဲ့အချိန်မှာလည်းအကောင်းဆုံးဖောင်ကိုစတင်ခဲ့ပြီးတော့ဒါအမ်ပွင့်မိုအနေနဲ့တကယ်ကိုမှဟိုအကောင်းဆုံးပိတ်သွင်းသွားနိုင်ခဲ့တယ်ဗီမစ်ဆက်ကိုချပြည့်ရလုံးကိုဒါအမ်ပွင့်မိုအနေနဲ့ဒါပြေးတဲ့ကြောင်းကနေလွတ်ထွက်သွားပြီးတော့ဒါကိုသမားရဲ့တကယ်ကိုမှတောင်းခြင်းနေရာကိုပဲအကောင်းဆုံးသွင်းလာခဲ့တယ်ဒါပေမဲ့ တဖက် bright down ကကျွန်တော်တို့ဒီ main သားကိုထိန်းသိမ်းနေနေတာတခုမှကျွန်တော်တော်တော်လေးခက်ခဲခဲ့တာဒါညီကိုရအောင်နဲ့ဒါဒီပြောရမယ်ဆိုရင်ပွဲကြည့်နေတဲ့အရာမှဆိုရင်မြင်တွေ့ရမယ်ပေါ့နော်တဖက်ကျွန်တော်တို့ဒီ Danny Yoro တို့ Armadia တို့တို့ကျွန်တော်တို့ဒါထိန်းသိမ်းနေနေတာတခုမှဆိုရင်တော်တော်လေးကိုမှကျွန်တော်ခက်ခဲခဲ့တဲ့အရာပါဆိုတော့အဲ့တော့ကြောင့်မို့လို့ဟိုကျွန်တော်တို့ပြောရမယ်ဆိုရင်တော့ဒါပေမဲ့ဟိုအကောင်းဆုံးကျွန်တော်တို့ဒါမင်းသားဘလို့ပဲဟိုကျွန်တော်ကြည့်လို့နိုင်ပါစေကျွန်တော်နောက်ဆုံးတော့ကျွန်တော်အနိုင်ရတဲ့ခုတော့ ကောင်းကောင်းလို့ဦးတည်နိုင်ခဲ့တယ်ပေါ့ဆိုတော့ဒါပေမဲ့လည်းကျွန်တော်တို့တစ်ခါကကျွန်တော်တို့အပတ်တော့ပြန်ဖြစ်သွားတယ်ပေါ့ဗျာအဓိကတော့ကျွန်တော်တို့ဒါဟိုကျွန်တော်ဒါဒေါ်ကူလို့ပါလို့ရောက်လာတယ်ဆိုတော့ဒီနေ့နောက်တစ်ခုမှာ Brighton ကကျွန်တော်တို့ဒါ transition တွေစကိုရောက်ဖို့ဂျိုးပန်းခဲ့တယ်ဆိုပေမဲ့အဲ့အကက်ကလေကျွန်တော်ပြောရမယ်ဆိုရင်ကကိုကျော်ကြီးလည်းဒါပြောပါလိမ့်မယ်ဆိုတော့ဒီဟာကအမှန်တမ်းပြောရမယ်ဆိုရင်အနီကပေးနိုင်တဲ့ဖြစ်တယ်ပုံစံမျိုးပါဒါပြောရစဒိုကိုအနေနဲ့ဒါပြောရစတကယ်ကို goal scoring opportunity ကိုချိုးဖောက်တဲ့ပုံစံဒါပေမဲ့အန်တိုနီဒီလာအနေနဲ့ဒီနေ့ပွဲမှာတော့ဒါပြောမှဆိုရင်တကယ်ကိုဟို ကျွန်တော်တို့ဒီအနီးကပ်ပေးရမယ့်အရာတွေပြည်နယ်ပေါ်ပေးရမယ့်အရာတွေကိုကျွန်တော်တို့ဟိုလစ်ဗျူရှုခဲ့တဲ့အပိုင်းတွေရှိရပါတော့တစ်ဖက်က United တို့က Brighton တို့ကဆိုတော့အဲ့တို့ကြောင့်မလို့ကျွန်တော်တို့ဒီ Brighton အနေနဲ့ free kick ရခဲ့တယ်ဆိုတော့အဲ့နေရာ20ဝဲဘက်အနေနဲ့ဒါအကောင်းဆုံးကျွန်တော်တို့ဒါတွင်းသွားခဲ့တယ်ဆိုတော့ဒါဆက်လာမယ်ဆိုဘာမှမတက်နိုင်ခဲ့ဘူးပေါ့အကောင်းနဲ့တင်ချက်ပါပဲဆိုတော့ဒါပြီးတော့ကျွန်တော်ပွဲပြီးခံနေမှာပဲကျွန်တော်တို့ Brighton နေနဲ့ဒါ corner ကနေပြီးဆင်မယ်မြင်ပေါ်တကယ်ပေါ်မှာ zigzag နေနဲ့အမှန်တမ်းပြောမှဆိုအဲ့လုံးကိုကတ်နိုင်ခဲ့ရမှာသူ့အနေနဲ့ ါပေမဲ့ကျွန်တော်ဒါတစ်ခါ breakdown ကတော့ကျွန်တော် producer ရတဲ့တခုနဲ့အကောင်းဆုံးဆုံး form ကတကယ်ကိုမှကျွန်တော် app နောက်ဖြစ်သွားတဲ့အရာဆိုဒါပေမဲ့လည်းနောက်ဆုံးမှာတော့ကျွန်တော် United ကကျွန်တော်ဒါဟိုလက်ပြပေါ်နေစင်ဒီကိုဒါတော့ချပေးရဲ့အနေအထားတစ်ခုပါနေ Brian Ambu ကိုအကောင်းဆုံးပဲ ကျွန်တော်တိတ်တွင်းသွားနေတယ်ဒီနေ့ပွဲတော့ဒေချာရယ် man of the match ကတော့ Brian Ambumo ပဲတကယ်ပေါ်မှာ Ambumo ရလိုက်တဲ့ကျွန်တော်တို့ United ကခုလက်ရှိမှာလည်း Ambumo ကပွဲစဉ်တိုင်းပွဲစဉ်တိုင်းပွဲစဉ်တိုင်းမှာ consistent အဖြစ်ဆုံးကစားသမားတစ်ယောက်အနေနဲ့ပဲရက်တည်နေခုလက်ရှိဒီနိုနေထားတစ်ခုကြောင့်ကျွန်တော်တို့အကောင်းဆုံးဒါအဆင့်၄ဆိုရင်နေရာတစ်ခုကိုရက်တက်ရက်တည်လာခဲ့ပြီကျွန်တော်ကိုပဲဆော့ကြားကားပြီးတော့ကျွန်တော် 16match ကြီးကိုရခဲ့ပြီဆိုတော့ဒီနိုနေထားတစ်ခုမှာခုလက်ရှိအချိန်မှာတော့နောက်ဆုံး၅ပွဲမှာ Premier League တစ်ပွဲပဲရှုံးသေးတယ် လေးပွဲနိုင်ထားဆိုတဲ့အနေနဲ့တခုတော့ရောက်လာပြီး United ကတော့ကျွန်တော်နောက်လာမယ့်ပွဲစဉ်တွေမှာဘယ်လိုမျိုးဟိုကျွန်တော်ရှေ့ဆက်မလဲဒါတော့အကောင်းဆုံးဆုံးစိတ်သက်ကတော့ခုနရှိမှာတော့ passing time မျိုးဆိုရမှာကျွန်တော်ပြောနေနေနေညားနေဆိုကိုကျော်ကြီးနေဒီပွဲစဉ်နဲ့ပတ်သက်ပြီးတုံ့တက်ပြပါအောင်ဗျအော်ကိုကြီးကဒီနေ့ပွဲရဲ့ man of the match ကတော့အမ်ဘူမိုနော်အမ်ဘူမိုကအမ်ဘူမိုပေးရမှာတကယ်ဒီနေ့ဒီပွဲလုံးကိုဒါ right uh right attacking midfield ဒီအာကျွန်တော်ဒါ နံပါတ်နေရိုနံပါတ်10ရိုပြီး right midfi ပြီးရင် right center back အထိတောင်ဝင်ပြီးတော့ဟိုနော်ကစားပေးပြီးတော့တေချာကို defense ကို attack ကင်ရောကိုလိုက်ပြီးကစားပေးသွားတာအော်ကျွန်တော်တကယ်ပြကျွန်တော် brandfo ကိုလေ kp နဲ့ကျွန်တော်ဒီမှာကျွန်တော်မြန်မာနိုင်ငံကပြည် Manchester United ပြည်သက်တယ်တယောက်2000လောက်ပေးဆိုလို့ပေးပြီးပေးဖို့အတွက်တောင်းဆိုလို့ရှိရင်ကျွန်တော်ပြည်သက်80000ခန်းလောက်ကပေးမှတည်တာတကယ်တကယ်ကောင်းတယ်ပဲဒီပဲอ่ะ ဟုတ်တယ်ကြပြဒီဘဲကိုခေါ်လိုက်တာဘောတော့တကယ်ကျွန်တော်လုံးဝလက်ခံတယ်တကယ်ကျေးဇူးတင်တယ်အခုကိုညာကိုညာကိုရွာသွားတော့ကျွန်တော်တကယ်လုံးဝအာကျွန်တော်ကျေးဇူးကျွန်တော်လုံးဝဥစားဖြစ်တယ်ဝမ်းသာတယ်ဗျာကိုညာတကူရွာသွားပြီရှက်ကိုနှစ်ကိုရှိတယ်အခုอืมဘူမိုကသုံးကိုထင်တယ်ပရီးမီးယားလိမှာသုံးကိုမကတော့လေးလုံးလေးကိုဗျာခုဒီဘွဲမှာဒီနှစ်ကိုသာဒီအဖက်မှာတကူမှာလား EFM မှာတကူပိုင်၅ကိုဘာလို့လဲဆိုတော့ကျွန်တော်တို့ဒီ Brandford ဘွဲရဲ့ အဲဒီအာကျွန်တော်တို့ဒါ Liverpool ပွဲရေနော်ဒီဒီပွဲဒီပွဲမှာနှလုံးဆိုတော့ဆရာသမား Brandt ပွဲမှာကိုယ်တော့တွင်တာနော်အဲ့ဒါကိုယ်ကလည်း Shesko ပဲတွင်တာနော်ဆရာသမားအမဘူအမဘူတွင်တာလေ bounce back ပြန်လုပ်တယ်လေညီကိုကလည်းနေသွားရင်လား2-1ဖြစ်ပြီးတော့ဘောင်းမှဖြစ်ပြီး2-1ပြန်ဖြစ်တာထားပါတော့ကျော်ပြောလို့ရှိရင် Manchester Manchester United ကအခုလောလောဆယ်မှာ ဟာတော်တော်လေးကိုလီဗာပူးကိုနားလိုက်တာတကယ်မန်ချက်စတာယူနိုက်တက်ကအကောင်းဆုံးပွဲစဉ်လို့တော့ကျွန်တော်ပြောမယ်ဒါလုံးဝဘောက်စ်ဘက်ဖြစ်တဲ့ပွဲ Nottingham Forest အခုဒါကျွန်တော်တို့ပြပြောရရင်ကိုမင်းမင်းတို့ကျွန်တော်တို့ပြဒီပွဲပြီးတဲ့အချိန်မှာကိုမင်းမင်းတို့ရဲ့ဒီဟို YouTube channel ကိုကျွန်တော်ဝင်ပြီးတော့ကြည့်ရဗျာသူ့ရဲ့ live stream ဝင်ကြည့်ရတဲ့အချိန်မှာသူ့ရဲ့ comment တွေကိုဒါကိုမင်းမင်းတို့ဖတ်ပေးရတဲ့အချိန်မှာကျွန်တော်နားထောင်လိုက်တာကိုမင်းတို့ကနေပြောတာဒီကိုသူ့ comment တစ်ခုကိုဖတ်လိုက်တာအဲ comment ထဲမှာပြောထားတာကျွန်တော်တို့ရဲ့အခုတဲ့ဒါ not ဒီအခုတဲ့ကျွန်တော်ဇင်ယောသားစားမယ်တဲ့ ပြီးလို့ရှိရင်တက်တော့ခုံမယ်ပြီးရတယ်မီးရှို့ပြီးခုတ်လာတဲ့တက်တော့ကိုမီးရှို့ပြီးတော့အာကျွန်တော်ဒါချက်ကင်စားမယ်အားပြောရရင်အခုဆိုရင် Northern Forest ကိုနိုင်ရအောင်လုပ်မယ်ပြီးရတယ်စပါးကိုနိုင်ရအောင်လုပ်မယ်ဆိုပြီးတော့ဒါ Manchester United ပြည်သက်တွေကတော့ဒါသူတို့ရဲ့ယုံကြည်မှုတွေကတော့အမြင့်ဆုံးနေတာကိုရောက်နေတာတော့ကျွန်တော်တွေ့ရတယ်ဒါမှလည်းပြ Brighton က Brighton ပဲနော်အော်တကယ်ပါကျွန်တော်လုံးဝဒီပွဲစဉ်ကမိနစ်80ရောက်လာတဲ့အချိန်မှာလုံးဝပဋိဒက်လောင်ဖြစ်ရတာ မန်ချက်စတာယူနိုက်တက်များပြန်ပြီးတည်ရေးကြတော့မှာပြန်ပြီးရှုံးတော့မလားဆိုတော့စိတ်ကတော်တော်လေးကိုကျွန်တော်ရဲ့စိတ်ထဲမှာတော်တော်လေးကိုလွှမ်းမိုးခဲ့တာဒါမှမဟုတ်ဗျာဖြစ်ကြတော့ဗျာကျွန်တော်မန်ချက်စတာယူနိုက်တက်က၄ဂိုးပြောက်သွင်းတဲ့ချိန်မှာကျွန်တော်ကပြောခဲ့တယ်ကိုကြီးကိုကျွန်တော်နဲ့ကိုကြီးနဲ့အတူတူကြည့်နေတာ Discord မှာကျွန်တော်ပြောလိုက်တာအားလို့ ်ငါမသေးတော့ပေါက်လိုက်အောင်မယ်ဆိုရင်တော့ပေါက်မယ်ဆိုပြီးသွားတဲ့ချိန်မှာငါအဲ့မတိုင်ခင်ကျွန်တော်ကပြောနေတာငါလို့မင်းမန်ချက်စတာယူနိုက်တက်က4-2နဲ့တော့နိုင်ချင်တယ်ကွာလို့မင်း3-2လောက်နဲ့တော့မနိုင်ချင်ဘူးငါမင်း5ပြတ်တော့နိုင်ချင်တယ်ကွာလို့အဲ့လိုမပြောနေတဲ့ချိန်မှာဆရာသမားဆရာသမားဟျောက်ဟျောက်နင်းတော့တယ်လေတော့ပေါက်ပါကြတဲ့ကျွန်တော်တားရတဲ့ကျွန်တော်သေးတော့ပေါက်လိုက်တဲ့ချိန်မှာကျွန်တော်မှ လွတ်သွားတယ်ဟိုကဲဒါ၄ဂိုးမြောက်မန်ချက်စတာယူနိုက်တက်အသင်းတို့၄ဂိုးမြောက်အတွင်းကိုကျွန်တော်လွတ်သွားခဲ့တယ်အမှ4-2ဆိုတဲ့ရလာနဲ့ပြီးသွားမဲ့ဂိုးမှာကျွန်တော်လွတ်သွားခဲ့တယ်အဲဂိုးတော့ကျွန်တော်ကတော့လောလက်လက်ကတော့မမြင်လိုက်ရဘူးဗျာဒါမှလည်းဒီနေ့ပွဲမှာမန်ချက်စတာယူနိုက်တက်ကစားသွားတဲ့နေရာမှာကျွန်တော်ကတော့ပြောရရင်ခုနကကိုကြီးကလည်းဒါမန်ချက်စတာယူနိုက်တက်နောက်တန်းကအမှားခဲ့တဲ့အမှားတွေကတော့ဒီအဲဒီထောက်ပြသွားတာတော့ရှိတယ်အဲဒီဆန်နာဆန်နာလာမင်းပေါ့နော်ကျွန်တော်ဒါဆန်နာလာမင်းကိုကျွန်တော်ခေါ်တာဆန်နာလာမင်းဆန်နာလာမင်းနေနေလဲသူနေနေဒါကျွန်တော် ဂိုးသမားတယောက်မှာရှိတဲ့နဲ့အမားတွေရောရှိခဲ့တာတော့ကျွန်တော်လက်ခံပေးရမယ်ပေါ့နော်အဓိကတော့ဒါဇက်ဂျီတိုက်လိုက်တဲ့အလုံးမှာဆိုလို့ရှိရင်သူ့နားကနေပြီးဖြတ်တော်သွားတာမှာသူ့အနေနဲ့ပို့ပြီးတော့ reflex ပို့ကောင်းသင့်တယ်လို့ကျွန်တော်မြင်တယ်ဒါပေမဲ့အဲ့ဒါကပွဲနိုင်သွားတဲ့အတွက်ကြောင့်မလို့ဒါကတော့ကျွန်တော် short ပေးလိုက်လို့ရတယ်အဲ့လိုကြည့်ကြည့်ဗျာကျွန်တော်တို့သွားပြီးတော့အပြစ်ပြောစရာမလိုဘူးလို့ကျွန်တော်မြင်တယ်ဗျာဆိုတော့ဆန်လာမင်းကိုကျွန်တော်သွားပြီးတော့အပြစ်ပြောမနေတော့ဘူး ပြောမန်ချက်စတာယူနိုက်တက်ဒီနောက်တန်းကနေပြီးတော့အဲဒီဒီ32ဖြစ်စင်မဲ့အတွင်းကိုပေးခဲ့တဲ့အဲဆရာသမားဒါဇက်ဇီဇက်ဇီကိုလည်းကျွန်တော်တွားပြီးတော့လည်းကျွန်တော်တွားပြီးတော့အပြစ်လည်းပဲပြောချင်ဘာကြောင့်လဲဆိုတော့သူကလည်းဒါအကောင်းဆုံးတော့တိုက်စစ်မှာကြိုးစားပေးရဆိုမှနောက်တန်းမှာသူ့အနေနဲ့ဒါဒီ service ကိုကာဝဲတဲ့နေရာမှာသူ့အနေနဲ့ဒါအဲနည်းနည်းလေးလိုအပ်ချက်ရှိသွားတာတော့နည်းနည်းလေးတော့ကျွန်တော်အဲတိတ်တော့ဘုံမကြောက်ကျွန်တော်တယောက်တည်းနေမြင်ရတော့တိတ်တော့ဘုံမကြောက်ဒါမဲ့ကျွန်တော်အပြစ်တော့မပြောချင်ဘူးဒါမဲ့ကျွန်တော်ကတော့ကိုကြီးတို့တော့ကျွန်တော်ပြောနေတာဒီပွဲကိုစီးအောင်ကြည့်နေချင်မှာအကိုကြီးရေအခုဆိုလို့ရှိရင်ဒါဘိုးစာ ဖြစ်လာလို့ရှိရင် Brighton လိုအသင်းမျိုးကတော့တာမန်ဆိုလို့ရှိရင် set piece ကလည်းဂိုးရတဲ့အသင်းမဟုတ်ဘူးနော်အဲ့လို set piece ကလည်းဟုတ်တယ်မဟုတ်ဂိုးရမှာမဟုတ်တဲ့အသင်းကငါတို့က set piece ကလည်းဂိုးပေးလိုက်ရင်တော့ငါတို့ရှက်စရာကြီးလို့ပြောတော့မှရှိသေးတယ် set piece ကလည်းကျွန်တော်ဂိုးပေးလိုက်ရတယ်အလုံးအောင်မဖြစ်သင့်ဘူးလားတကယ်ဗျာမင်းကလည်းဒီပွဲမှာကစားတာကောင်းတယ်ဆိုပေမဲ့3-0နဲ့နိုင်ပြီလားတော့ကျွန်တော်တို့စိတ်ထဲမှာအာငါတို့ကမင်းငါတို့ရဲ့ဒီဘယ်လိုပြောရမလဲဟိုကျုပ်ဘူဂီအသင်းကြီးဗျာ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ဘူဂီအသင်းကိုကန်နေရတဲ့အတွက်ကြောင့်မလို့3-0တောင်မှကျွန်တော်တို့ပါဟိုပွဲစဉ်မမြတ်ပြီးပါတော့မိနစ်80တောင်ပတ်မှာပွဲစဉ်မမြတ်ပြီးပါတော့ပြီးပါတော့ပြီးပါတော့ပြောနေတဲ့အချိန်တုန်းပဲကျွန်တော်ရဲ့အသင်းကစားကျွန်တော်ရဲ့မန်ချက်စတာယူနိုက်တက်အသင်းရဲ့ကစားသမားဟောင်းဖြစ်တဲ့ဝဘက်ကနေပြီးတော့ဒါ free kick ကလည်းတွင်းပါလေအဲ့ free kick ကလည်းတကယ်ကိုကောင်းခဲ့တယ်ဂိုးသမားဆန်းလက်လာမဲ့ဘလိုးမကိုဒါကာဝန်နိုင်ငံချင်းမရှိခဲ့ဘူးဘာဖြစ်ပြားပို့ပြီးတော့ကာဝန်နိုင်ငံရဲ့အသင်းတယ်လို့ကျွန်တော်တို့မြင်နေဆိုမဲ့ဆန်လာမဲ့ကပို့ပြီးတော့တိုးတက်လာတဲ့နေရာလေးဒါရှိရတော့ကြောင့်မလို့ကျွန်တော်လည်းခွင့်လွှတ်ပေးလိုက်မယ်ဒါမဲ့လည်းပြား ဒီထက်ပိုပြီးတော့လုံးပြနိုင်ခဲ့တဲ့နေဗျာကျွန်တော်ပြောရရင်နည်းနည်းလေးတော့ဟိုဘယ်လိုပြောရမလဲအာလောဘရှိရဲ့အတွက်ကြောင့်မလို့အခုလိုမျိုးကျွန်တော်နည်းနည်းသုံးသက်ရခြင်းပဲဖြစ်တယ်ဗျာဒါပေမဲ့အဲ့လိုမျိုးကိုးပေးလိုက်ရတဲ့အချိန်မှာဟိုကောင်တွေကပိုပြီးဆက်ရတယ်တက်ကြွာလာပြီးတော့ပိုပြီးတော့ဖိကစားလာတဲ့အချိန်မှာမန်ချက်စတာယူနိုက်တက်နောက်တန်းကဘလို့မှမခံစားနိုင်ပဲနဲ့နောက်ထပ်တကူထပ်ပေးလိုက်ရပြီးတော့3-2ဆိုတဲ့အနေနဲ့ဖြစ်သွားတဲ့အချိန်မှာဒါမန်ချက်စတာယူနိုက်တက်အသင်းကတော့3-2နဲ့တော့ပြီးရတာကမဖြစ်ချင်ဘူးအဲ့လို4-2နဲ့ဖြစ်တာကိုဖြစ်ချင်ပြီးတာကိုဖြစ်ချင်တယ်ဆိုပြီးတော့ ျွန်တော်ကနေပြီးတော့ဒါတေးတော့တေးသားတော့တေးသားပေါက်တဲ့အချိန်မှာမှလုံးဝ42ဆွေရလက်နဲ့ပြီးသွားခဲ့တယ်ဆိုတော့ကျွန်တော်ကတော့ကျွန်တော်လိုချင်တဲ့ရလက်တော့ဖြစ်သွားခဲ့တယ်အဲ့ကျွန်တော်လိုချင်တဲ့ရလက်ကိုဖြစ်သွားတာကိုဘယ်လိုဖြစ်သွားလဲဆိုတော့ကျွန်တော်မမြင်လိုက်ရတာတော့ကျွန်တော်တော်လေးရင်နာဖို့တော့ကောင်းခဲ့တယ်ကျွန်တော်ပြောချင်တယ်ဒါအခုကတော့ဒါ highlight တွေထွက်လာတော့မှကျွန်တော်ပြန်ကြည့်တော့မယ်ဆိုတော့ဒီကိုရီနဲ့ဒီပွဲစဉ်ပေါ်ဘယ်လိုမြင်ကြလဲကျွန်တော်ရဲ့အမြင်ကတော့ကျွန်တော်သုံးသပ်ပြီးပါပြီဒါကိုကြီးလဲကိုကြီးမြင်တော့သုံးသပ်ပြီးပါဆိုတော့ဒီကိုရီမြင်ကိုကိုမက်မှာရေးပေးခဲ့ကြပါအောင်ဆိုတော့ကိုကြီးနေနဲ့နောက်ဆုံးဘာမှမပြောချင်သေးတယ်ဗျကျွန်တော်တော့ဒီလောက်ပါပဲဟုတ်ကဲ့ပါ အဓိကတော့ဒီနေ့ပွဲမှာ positive ပုံဆောင်သွားတဲ့အချက်ကတော့ဒါ3-2ဖြစ်သွားသည့်တိုင်အောင်မှာကျွန်တော်တို့ပြောရမယ်ဆိုရင် defensive ပုံစံ shift ကိုအများကြီးမပြောင်းမနဲ့တော့ shot ဒါ aggressive နဲ့ offensive ပုံစံမျိုးကိုပြန်ပြီးတော့ attacking threat ကိုပို့ပြီးဦးတည်တာကတော့ဒီနေ့ပွဲမှာတော့ positive ပုံဆောင်နိုင်လို့မြင်တယ်ပေါ့နော်အဲ့ကနေဒီစင်မှာကျွန်တော်တို့လိုချင်တဲ့တကယ်ကို key the game ပြုလုပ်နိုင်မယ်အပေါ်မိုးရဲ့ goal ကိုရရှိခဲ့တာဆိုတော့ ပြောမစအချိုးပေါ်တကားလောင်းတယ်လို့ပါပဲဒါ bright dandy ကျွန်တော်တို့ဒီကေကိုမှကျွန်တော်ခက်ခဲတယ်ခက်ခဲတယ်ဆိုတဲ့အတိုင်းပဲဒီနေ့ပွဲမှာလည်း၃ဂိုးကျွန်တော်တို့ဒါဥဆောင်နေသည့်တိုင်အောင်၂ဂိုးပြန်လဲခွင့်ပြုခံရတယ်ဆိုတဲ့အရာဒါပြင် brighton ကအဲ့ချိန်မှာစိတ်ကအမြင်ဆုံးပြန်ဖြစ်ပြီးတော့တည်တမတ်ရယူမှုနဲ့ကြိုးပမ်းတော့မယ့်အရာတစ်ခုကိုကျွန်တော်တို့ဒါပျက်စီးအောင်ဖြတ်စည်းလိုက်တယ်လို့ဆိုရမယ်ပေါ့ဒီကကအမ်ဘူမိုဒီနေ့ပွဲမှာဒီကေကိုကောင်းတယ် man of the match ပဲကျွန်တော်အတွက်လည်းဟိုတိုက်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 ဆိုင်ဆိုင်ကျွန်တော်က MUTV မှာဒီနေ့ပွဲမှာမှကျွန်တော်တို့ဒါ predict လုပ်လိုက်တာပေါ့နော် first quarter ကို Matthew Scunia နဲ့ man of the match ကို Brian Abumo ဒီနှစ်ခုကတော့ကျွန်တော်တို့ကအမှန်အဝါပဲဆိုရမယ်ကျွန်တော်အနေနဲ့ဆိုတော့ဒီကိုတွေကိုဒီနေ့ပွဲမှာ Abumo Matthew Scunia Benjamin Sesko ဒီတိုက်ဆက်၃ယောက်ပြောမှဆိုဒီနေ့ပွဲကဒီတိုက်ဆက်၃ယောက်လုံး twin ကိုပါဝင်ပတ်သက်တဲ့ပွဲပဲဗျာဆိုတော့အဲ့တော့ကြောင့်မလို့ဒီကေကိုမှခေါ်ယူတာဘာလို့ခေါ်ယူလဲဆိုတာလည်းသိတယ်လို့တစ်ဖက်ကျွန်တော်တို့ line up ဒီပြောမှဆိုရင် substitute player တွေဘာဖြစ်လို့ကျွန်တော်တို့ဒီအရန်ကုန်မှာထိုင်ရတယ်ဆိုတာလည်းဒီနေ့ပွဲမှာပူပေါင်းနေလာစေလို့ပြောဆိုရမယ်ပေါ့နော်ဆိုတော့အဲ့တော့ကြောင့်မလို့ညီကိုရင်လည်းဘယ်လိုမျိုး ကျော်ရှင်ကြတယ်ဆိုတော့ Commonwealth မှာ we are sending ni ခုံတော်လို့ရမယ်ဆိုတော့ United 4 Brighton 2ဒီပွဲစဉ်ကိုကျွန်တော်ရေကိုကြော်ရေးရအောင်တော့ပွဲပြီးတော့ချက်ပြုလုပ်ပေးရဖြစ်ပါတယ်ဆိုတော့ကြီးစုအားပေးတဲ့ညီကိုတူတူတယောက်ချင်းနဲ့ကျေးဇူးများတင်ပါလို့ပြောချင်တယ်ပဲနောက်ဗီဒီယိုမှာပြန်တွေ့မှာအားလုံးပဲကောင်းမွန်တော်ညာလေးဖြစ်ပါစေဗျာ